ကဲဒါလေးကကျွန်တော်တို့ DIY atomizer လေးပေါ့နော်ရေမွေးထုတ်ဆက်လေးပေါ့အဲ့တော့ဒါလေးတွေကကျွန်တော်တို့ဒီကောင်ဆိုလေး၄ခုပါတာပေါ့နော်ဒီမှာကျွန်တော်တို့သူ့ရဲ့ဒီ cup ပေါ်မှာကျွန်တော်တို့ထည့်လိုက်တယ်နော်ဒီတက်လိုက်တယ်အော်ဒီကတော့ atomizer pot လေးတွေပါဟိုဘက်ဒီဘက်ဒါမျိုးလေးတက်ပြရပါတယ်အဲ့တော့ဒီလိုတက်တဲ့ချိန်ကျရင်ကျွန်တော်တို့ဒီ atomizer လေးတွေကကျွန်တော်တို့သူကမျက်နှာပြင်နှစ်ဖက်ရှိတယ်ဗျာဒီလိုပြောင်တဲ့ဖက်ကမျက်နှာပြင်ကိုအောက်ခြေဖက်မှာထားပေးရတယ်ဗျာအဲ့ တမရေမွေးထွက်အားကတော့ပူကောင်းတယ်ကျွန်တော်နှစ်ဖက်လုံးမှာကျွန်တော်တို့ဒီရေနဲ့ထိတွေ့လိုက်တာ ਨੇ တော့အမွေးထွက်တယ်ကျွန်တော်တို့ဒီဘက်နဲ့ဟိုဘက်ဆိုရင်ကျွန်တော်ဒီပြောင်တဲ့မျက်နှာပြင်လေးကိုကျွန်တော်တို့ဒီအောက်ခြေမှာထားပြရပါတော့ထားပြတဲ့အချိန်ကျရင်ကျွန်တော်ရေမွေးထွက်အားပူကောင်းပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်လက်တွေ့ဆက်သက်ပြပေးမယ်เนาะအဲ့တော့ ခုကျွန်တော်တို့ကိုပါဝါပေးလိုက်ပြီဒါလေးကကျွန်တော်တို့ဒီမှာပါဝါဘန့်လေးနဲ့ပေးလဲအဆင်ပြေတယ်ဗျအဲ့တော့သူက5ဗို့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ switch ကလေးတွေပါတယ် clock ကလေးပါအဲ့တော့ကျွန်တော်နှိပ်လိုက်ဒါဆိုရင်သူ၄ခုလုံးလုတ်လုတ်တယ်ဗျအဲ့တော့ဒီမှာသူကပိတ်ခွင့်လုပ်လို့ရတယ်ဒါပိတ်ခွင့်လုပ်တဲ့ clock ဒါကြတော့ကျွန်တော်တို့တစ်ခုချင်းစီအလုပ်လုပ်တဲ့အစားပေါ့နော်ဒါဆိုတစ်ခုနှစ်ခုဒါဆိုသုံးခုဒါဆို၄ခုဒါဆို၄ခုလုံးလုတ်လုတ်အဲ့တော့ကျွန်တော်ဒီပေါ်တုံးလေးကိုကျွန်တော်ရေးလေးဆွတ်လိုက်အဲ့ဒီမှာကျွန်တော်ရေးဆွတ်လိုက်ပြီး ်။အရေးစပြီးတော့ဒါတွေကိုကျွန်တော်တစ်ချက်တော့ပြမယ်။ဒါဆိုမျက်နှာပြင်ဒီဘက်ကဆိုပြောင်းနေဒီဘက်ဆိုရင်ဒါသူ့အပေါ်မှာကျွန်တော်တို့အတော်မိုက်ဆာရဲ့အပေါ်မှာရစ်ကလေးအဖြူလေးရစ်ကလေးပါ။ဒါအပေါ်ဘက်မှာထား။ဒါလေးအောက်။ဒါဆိုကျွန်တော်ဒါမွေးထွက်တာ။မွေးအားတော်တော်ကောင်းနော်။အဲ့တော့ကျွန်တော်ဒီဘက်ကနေပြီးတော့ထည့်ပြမယ်။ဒီကလည်းမွေးတော့ထွက်တယ်ဗျ။သူကဖြည်းဖြည်းလေးထွက်။ဘယ်လောက်မွေးရမကောင်းเนาะအဲ့တော့ ဒီအလေးကိုကျွန်တော်တို့ atomizer pot ကလေးကိုအောက်မှာတက်တဲ့ချိန်မှာတီးထားပြရမယ်ကျွန်တော်တို့ဒီလိုမျိုးတက်နော်အဲ့လားလေးတော့တစ်ချက်တီးထားပြပါအဲ့တော့ကျွန်တော်တက်ပြီးစမ်းပြပေးမယ်နော်โอเคအဲ့တော့ ကျွန်တော်ဒီအပေါ်မှာရှိတဲ့ atomizer လေးတွေကိုကျွန်တော်ဒီ atomizer pot ထဲကိုထည့်ပေးပါပါဘီခုနကျွန်တော်ပြောလာတဲ့ပုံစံတိုင်းထည့်လိုက်ပါတယ်အဲ့တော့ဒီမှာ atomizer လေးခုမှာကျွန်တော်တို့နှစ်ခုကမွေကောင်းကောင်းလေးထွက်နေပါတယ်ဒီနှစ်ခုဘာလို့မထွက်လေးတဲ့ဆိုရင်ဒီအောက်မှာထည့်ထားတဲ့ port အောင်လေးကကျွန်တော်တို့ဒီမဆိုးလေးလို့ပါဒါလေးကိုဒီလိုလေးရေးဆွတ်ပေးပါဆွတ်ပြီးဒီလေးကိုဒီလိုတက်ပေးလိုက်ရင်ဒါလေးလည်းထွက်လာပါပြီအဲ့ဒါ၃ယောက်မြောက်ပါဒါလေးက၄ယောက်မြောက်ပါအဲ့တော့ကျွန်တော်တို့ဒီခွက်သေးကို ရေမွေးလေးပါလေးထည့်ထားရင်တော့ကျွန်တော်တို့တစ်ခန်းလုံးကတော့မွေးကြိုင်ပါတော့เนาะမွေးထွက်အားလေးတော်လေးပေါ့ပါလေအဲ့တော့ဒီ DIY ကျွန်တော်တို့ရေမွေးထုတ်ဆက်လေးကိုကျွန်တော်တို့စီမှာစိတ်ဝင်စားလို့မှားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်မီလေးအားပါတရားဆက်တွေ့ဝယ်နိုင်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်